ီနေရာလေးကတော့အင်ဒိုနီးရှားနိုင်ငံအီချာဘာမှာရှိတဲ့မောက်ပရိုမိုဖြစ်ပါတယ်ခင်ဗျာတခါမှမရောက်ဘူးလို့ရှိရင်နောင်တရသွားနိုင်လောက်အောင်အရင်လှပါတယ်နေရာဒေတာတခုဆိုရင်လည်းမမှားပါဘူးကျွန်တော်အခု sharing လုပ်ပြီးမှကတော့ကျွန်တော်တို့မောက်ပရိုမိုကိုဘယ်လိုသွားခဲ့ရတယ်ဘယ်လိုလှပါရခဲ့လဲဆိုတာ ကျွန်တော် share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာမနက်စောကြီး2နာရီလောက်ထားပြီးတော့ကာစီးပြီးလာတာဒီရောအခု5နာရီထိုးပြီးကာရရနေရနေပြီးတော့ဒါလမ်းလျှောက်ရသေးတယ်မင်း20ပါ ောက်ပြီးတော့အဲ့ဒီမှာဆိုင်ငယ်တက်စီဆိုတာရှိတယ်ပေါ့နော်ကိုရီကာရတဲ့နေရာနေပြီးတောင်ထိပ်ထိလိုက်ပို့မယ်ဆိုပြီးတော့ပေါ့နော်ဒါပေမဲ့ဈေးကတော့နည်းနည်းများပါတယ်မသွားပါနဲ့လမ်းပဲလျှောက်ပါ10မိနစ်15မိနစ်ဆိုရောက်မှဖြစ်တယ်ကျွန်တော်တို့မောက်ပရိုမိုကိုမတက်ခင်မောက်ပရိုမိုကိုလှမ်းမြင်ရတဲ့တောင်ထိပ်ပေါ့နော်အဲဒီတောင်ထိပ်ကနေပြီးတော့ကျွန်တော်တို့ sunrise ကြည့်တယ် sunrise ကြည့်ပြီးတာနဲ့ကျွန်တော်တို့မောက်ပရိုမိုကိုသွားမှဖြစ်ပါတယ်ခင်ဗျာဒီလိုတိုင်းလက်တက်ရတယ် ုဆိုကျွန်တော်တို့တောင်ထိပ်ကိုရောက်ရှိပြီပေါ့နော်ဒီကျွန်တော် sunrise ကြည့်တဲ့နေရာဒါပေမဲ့အရင်ကတော့လက်လျှောက်ဖို့လိုပါတယ်ဒါပေမဲ့လူကတော့နည်းနည်းများတယ်ဗျာနည်းနည်းတိုးရတယ်နောက်ဆုံးတော့ကျွန်တော်တို့ရောက်ချင်တဲ့ဒီ sunrise ကြည့်လို့အကောင်းဆုံးနေရာကိုရောက်ရှိပြီပြောရတယ်ခင်ဗျာအခုကျွန်တော်တို့ရှေ့မှာမိခိုးထွက်နေတဲ့တောင်ကတော့ပေါ့နော်ဒါပေါ့ဘလို့မှုဖြစ်ပါတယ် ေးလေးနွေးတဲ့ဥဂျူလာပါဒီလာလို့ရှင်ရန်အေးတယ်4 degree celsius ကျွန်တော်တို့ခုနကဘောနော်ဒီဗီဒီယိုတပုတ်ရိုက်တဲ့နေရာလေးပါ 阿里第三。 နက်ကဟိုတယ်ကနေအစိုးရထွက်ကားတော့ကျွန်တော်ကားလေးကိုဗီဒီယိုမြင်လိုက်ရအောင်ပေါ့နော် အခုမြင်တွေ့ရတဲ့ဒီကားလာဆိုချစ်ကားလေးကိုစီးပြီးတော့ကျွန်တော်တို့မောက်ဘလူမိုဘက်ကိုသွားမှာဖြစ်ပါလေအခုဒါဆိုလို့ရှိရင်ကျွန်တော်မနက်ပိုင်းဆန်းစစ်ကြည့်ပြီးတော့တပုတ်နေပါရိုက်ပြီးတော့ကျွန်တော်မောက်ဘလူမိုသွားဖို့အတွက်ဒီကားစီကိုပြန်လာတာဖြစ်ပါလေ ူတက်နေတာမော့ဘရိုမိုရောက်လို့ရှင်များသောအဖြစ်လောက်ကြတာတော့ဒီနေရာမှာဒီတောင်နောက်ခံထားပြီးတော့တပုတ်နေလိုက်တာတော့လောက်ကြတာပေါ့နော်ဒီအခုကျွန်တော်ရိုက်နေတဲ့ဒရုန်းကတော့ကျွန်တော်ကိုယ်တိုင်တက်ဆင်ထားတဲ့ဒီ drone လေးနဲ့အပေါ်စီးရနေပြီးတော့ဗီဒီယိုနေငယ်ရိုက်မှာဖြစ်ပါတယ် ွဲပုံရိုက်ပြီးပြီဆိုရင်ကျွန်တော်တို့မောက်ပလူမိုစီကိုလမ်းလျှောက်သွားမှာဖြစ်ပါတယ်တကယ်လို့ကလမ်းမလျှောက်နိုင်ရင်အဲ့ဒီမှာမြင်းနေကားစီလို့ရပါတယ်အခုကျွန်တော်တို့မြင်တွေ့ရတဲ့လေကားတက်လေးတွေကတော့ခုနကျွန်တော်ပြခဲ့တဲ့မြေကူယူထွန်းနေတဲ့ promo တောင်းပေါ်တက်တဲ့လေကားတက်တွေဖြစ်ပါတယ်။နောက်ဆုံးမြင်းကမြေတွေစီးပြီးလာမယ်ဆိုရင် ကိုကျွန်တော်တို့ဒီမှာမြင်တွေ့ရတဲ့ဒီနေရာအထိပဲသူတို့ကလိုက်ပို့လာဖြစ်ပါတယ်။ပြီးအပေါ်ဓာတ်ကိုကျတော့ကိုယ်တော်ကိုချက်တော့လမ်းလျှောက်ပြီးတက်သွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေရာလေးကတော့ကျွန်တော်မနက်ကတော့ကကျွန်တော် Sunrise ကြီးနဲ့လှမ်းပြတဲ့ဒီမြို့ကြီးထွက်နေတဲ့ Map Pro Mo ဆိုတဲ့တောင်ထိပ်ပဲဖြစ်ပါတယ် တကယ်လို့ကိုကဒီစာပါရဲ့နေထွက်လာတဲ့အနမ်းမျိုးကိုမခံနိုင်ဘူးဆိုလို့ရှိပြီ။အောက်မှာဆိုင်နေပြီးရှိတယ်ဘာတောင်းချင်မှတောင်းတက်ခဲ့နေပါ။အဲ့ဒီမှာနှာခေါင်းပိတ်ဖို့ကြိုးစားပါလေ။အကောင်းဆုံးကတော့နှာခေါင်းပိတ်ပြီးလာချင်တယ်။အဲ့တော့ဒီကတော့ဒီတောင်းအပေါ်နားရောက်တော့မှသာအနမ်းအရင်ပြင်း တော့ကျွန်တော်မောက်ပြုမှုကိုရောက်ရှိခဲ့တဲ့အကြောင်းကို sharing လုပ်ပြီးသွားတာလို့ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ဘယ်နေရာတွေကိုရောက်ခဲ့တယ်ဆိုတော့အကြောင်းလေးတွေကိုလည်းကျွန်တော်ထပ်ပြီး share လေးလုပ်ပြီးသွားပါအောင်ခင်ဗျာ